်မင်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ထရန့်ရဲ့အာဆီယံညီလာခံခီးစဉ်ကနေထွက်ပေါ်လာနိုင်တဲ့သက်ရောက်မှုများမြမအရေးအာဆီယံရဲ့မပြတ်သားတဲ့လုပ်ရက်တွေကိုထရန့်အနေနဲ့စိတ်ပြတ်မိကြောင်းသတင်းတွေထွက်ပေါ်လာပါတယ်အရှိတောင်အာရှနိုင်ငံများအစီအယုံအာဆီယံရဲ့ထိပ်သီးညီလာခံတက်ရောက်ဖို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာအခုလတည်းမှမလေးရှားနိုင်ငံကိုလာရောက်မှာဖြစ်ပါတယ် ဒါဟာဆယ်စုနှစ်တခုလောက်အကြာမှာအမေရိကန်သမ္မတတအူးရဲ့ပထမဆုံးမလေးရှားခီးစဉ်အနေနဲ့လဲမှတ်တမ်းဝင်လာမှာပါမလေးရှားစီနောက်ဆုံးလာရောက်ခဲ့တဲ့အမေရိကန်သမ္မတကဗာရက်အိုဘားမားဖြစ်ပြီး2015တုန်းကရောက်ရှိခဲ့ပူပါတယ်အခုခီးစဉ်ဟာထရန့်အတွက်လဲသူ့ရဲ့အမေရိကန်သမ္မတဒုတိယတက်တက်မှာပထမဆုံးတက်ရောက်မဲ့အာဆီယံထိပ်သီးညီလာခံဖြစ်လာပါလိမ့်မယ်ထရန့်ဟာပထမတက်တန်လေးနှစ်တုန်းက2019မှာတကြိမ်ပဲဖိလစ်ပိုင်မှာအစည်းအဝေးတက်ခဲ့ပြီးနောက်ပိုင်းအာဆီယံထိပ်သီးညီလာခံတွေကိုရှောင်လွှဲခဲ့ပါတယ် အဲ့ဒီဆုံးဖြတ်ချက်ကြောင့်ပဲထရန့်ရဲ့နိုင်ငံခြားရေးမှူးဝါဒတွေမှာအာဆီယံကအရေးမပါဘူးလားဆိုတဲ့တန်တရားတွေကိုနိုးကြွစေခဲ့မှုပါတယ်။အခုနှစ်စက်မှတော့ထရန့်ဟာအင်ဖြူတော်ကိုဒုတိယအကြိမ်ပြန်ရောက်လာခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်းသူ့ရဲ့နိုင်ငံခြားရေးမှူးဝါဒတွေဟာတရုတ်နဲ့အားပြိုင်မှုယူကရိန်းအရေးအီရန်နျူကလ িয়ার ကိစ္စဂါဇာစစ်ပွဲမဟာမိတ်ဥရောပနိုင်ငံတွေနဲ့ဆက်ဆံရေးနိုင်ငံတကာကုန်သွယ်ဆက်ဆံရေးတွေမှာအဓိကအာရုံစိုက်ထားပြီးအာဆီယံကိစ္စတွေကရှေ့တန်းကိုမရောက်ခဲ့ပါဘူး။ ဒါပေမဲ့အခုတော့သူဟာမလေးရှားကိုလာပါတော့မယ်ပထမတက်တန်းတုံးကလိုပဲအခုဒီချိန်မှလည်းအာဆီယံရပ်ဝန်းဟာထရန့်ရဲ့နိုင်ငံသားကြီးမူဝါဒတွေမှာအရန်အရေးကြီးတဲ့ပုံမပေါ်ပါဘူးသူဟာအာဆီယံနိုင်ငံတွေဟာတရုတ်နဲ့အရန်နီးကပ်လွန်းနေလို့တောင်ဝေဖန်ခဲ့ဘူးပါသေးတယ်ဒါကြောင့်လည်းအာဆီယံထိပ်သီးညီလာခံတယောက်ဖို့ထရန့်ကိုရအောင်စီယုံဖိတ်ကြားနိုင်ခဲ့တဲ့မလေးရှားအစိုးရရဲ့စွမ်းဆောင်မှုကပိုပြီးအတိမတ်ဖြုတ်ခံရထိုက်တာဖြစ်ပါတယ် 2025ခုနှစ်အတွက်အာဆီယံအလေးချာဥက္ကဋ္ဌတာဝန်ယူထားတဲ့မလေးရှားဟာကမ္ဘာတစ်လွှာကထိတ်တန့်စူပါပါဝါနိုင်ငံကောင်းဆောင်တွေကိုကွာလာလမ်ပူမှာထိတ်သီးညီလာခံတက်ရောက်လာစေဖို့ကြိုးစားနေပါတယ်။အဲ့ဒီအစီအွေဟာကမ္ဘာပေါ်မှာလူသိထင်ရှားနိုင်ငံကောင်းဆောင်တွေအများဆုံးစုံညီတဲ့ညီလာခံတစ်ခုဖြစ်လာစေမယ်လို့မလေးရှားကကြွေးကြော်ထားပါတယ်။မြန်မာအရေးအမေရိကန်ကိုတိုင်ချောင်းဝင်ဖြည့်ရှင်ပြီးပိုမလေးရှားအရက်ဖက်အဖွဲ့အစည်းတွေကသမရထရန့်ထံစာပေးဖို့တောင်းဆိုကြကြောင်းသိရပါတယ်။ ဒါကြောင့်အာဆီယံရဲ့ဖြည့်ရှင်မရတဲ့ပုံစံကြီးကိုအမေရိကန်အနေနဲ့ဘယ်လိုခြင်တွေဆောင်ရွက်မလဲဆိုတာစိတ်ဝင်စားစရာပါ။အတိုက်ခံနိုင်ငံရေးအင်အားစုအချို့ကတော့အာဆီယံအရေးကိုစိတ်မဝင်စားတဲ့ထရန့်ကိုဖိတ်ကြားခဲ့တဲ့အဆိုရရဲ့လှုပ်ရက်ကိုဝေဖန်နေပေမယ့်မလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ကတော့ဒီညီလာခံကိုနိုင်ငံအတွက်အရေးပါတဲ့တန်တမာရေးရအခွင့်အလမ်းတရက်အဖြစ်အသုံးချခြင်းဟန်ရှိပါတယ်။အန်ဝါဟာမလေးရှားကိုကမ္ဘာလယ်မှာပို့ပြီးထဲဝါတဲ့ပုံရိပ်မျိုးတိဆောက်လို့တဲ့ အနာဂတ်မှာအရေးကြီးတဲ့တန်တမန်ရေးရာဆွေးနွေးပွဲတွေကိုလက်ခံကျင်းပနိုင်တဲ့နိုင်ငံအဖြစ်ပြသလိုတယ်။အဲ့ဒီရည်မှန်းချက်တွေအတွက်တော့အခုလမှကျင်းပမယ့်အာဆီယံထိပ်သီးညီလာခံထက်ပိုကောင်းတဲ့အခွင့်အလမ်းမရှိနိုင်ဘူးလို့အန်ဝါကယုံကြည်နေတယ်။ပြီးခဲ့တဲ့လပိုင်းတွေကိုကြည့်ရင်မလေးရှားဟာတန်တမန်ရေးနဲ့နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးတွေမှာအတော်လေးအသားပေးလှုပ်ရှားလာပါတယ်။ဥပမာပထမဆုံးသောအာဆီယံပြည်လည်ခွင့်နိုင်ငံများထိပ်သီးအစည်းအဝေးကိုမလေးရှားကအင်ရှင်အဖြစ်လက်ခံကျင်းပနိုင်ခဲ့တဲ့ ထိုင်းနဲ့ကမ္ဘောဒီးယားတို့ရဲ့စီးရေးပရိပခပြည်လဲစီဖို့တက်တက်ကြွကြွဂျားဝင်ညှိနှိုင်းပေးခဲ့တယ်။ပြီးတော့ Trump နဲ့တရုတ်သမ္မတရှီကျင့်ဖင်တို့ကိုသူ့နိုင်ငံမှာမျက်နှာစုံညီတွေ့ပြအောင်ညှိနှိုင်းနိုင်လို့ဒီပါတီအန်ဝါကလှုပ်ပြခဲ့ပါတယ်။အစိုးပိုင်းတို့ကအာဆီယံညီလာခံကိုရှီကိုတိုင်တက်ရောက်ဖို့စဉ်းစားခဲ့ပေမယ့်အခုတော့တက်ရောက်ဖို့အလားလာမရှိတော့ဘဲအစီအစဉ်ပြောင်းသွားပါတယ်။ဒါပေမဲ့ဘရာဇီးသမ္မတလူလာအင်နာရိုဒါဆေဗယ်တောင်အာဖရိကသမ္မတဆိုင်ရယ်ရာမာဖိုဆာအိန္ဒိယရဲ့ နာရန်ဒရာမိုဒီတို့လိုပုံကိုယ်တွေကမလေးရှားမှအစည်းအဝေးလာတက်ပါမယ်လို့အတီးတီအတီးပြထားပါတယ်။ဒီတော့အာဆီယံညီလာခံဟာသီအိုရီအားဖြင့်အာဆီယံအစုဖွဲ့ကိုကိုစားပြုပေမယ်လက်ရှိဥက္ကဋ္ဌမလေးရှားရဲ့တန်တမန်အရေးအသွေးကိုပြသနိုင်မယ်မှတ်ကြောက်တင်အခမ်းအနားသဘောမျိုးလေးဖြစ်နေပြန်နေ။အာဆီယံညီလာခံဖြစ်တဲ့အတွက်အာဆီယံနိုင်ငံတွေကြားကပြဿနာတွေအာဆီယံနိုင်ငံတွေရဲ့စူပါပါဝါနိုင်ငံတွေဒေတာရင်းနိုင်ငံတွေကြားကဆက်ဆံရေးကိစ္စတွေကိုဦးစားပေးဆွေးနွေးကြမယ်ဆိုတာတန်တရားရှိဖို့မလိုပါဘူး။ ဒါပေမဲ့ NY ရဲ့အစီအစဉ်တွေထဲမှာတော့အဲ့ဒီထက်ကျယ်ပြန့်တဲ့အခင်းအကျင်းတွေလည်းရှိနေအောင်မှာပါဥပမာမလေးရှားနိုင်ငံရဲ့အကဲခတ်အများစုက NY ဟာသူ့နိုင်ငံအရှင်အဖြစ်လက်ခံကျင်းပါတဲ့ထိပ်သီးညှိလာခံမှာတရုတ်နဲ့အမေရိကန်ကြားကလက်ရှိတင်းမာမှုတွေကိုရှော့ချနိုင်အောင်ကြားဝင်ဆေးဆက်ပြီးလိုဟန်ရှိတယ်လို့ပြောပါရယ်လက်တွေ့တာဖြစ်မြောက်ခဲ့ရင်မလေးရှားအတွက်တော့တန်တမာရေးရာအောက်ကွဲတစ်ခုလို့ပြောနိုင်မှာပါ ။ကြာပြင်ကမ္ဘာပေါ်မှာအင်အားကြီးဆုံးစီးပွားရေးအတောင်ဆုံးစူပါပါဝါနှစ်နိုင်ငံစီကနေယုံကြည်မှုကိုလည်းအန်ဝါနဲ့မလေးရှားကပုံမခံယူရရှိလာနိုင်မှာဖြစ်ပါတယ်။ဒီတော့ထရန့်လိုပုံကမျိုးအာဆီယံထိပ်သီးညီလာခံတက်ရောက်လာတာဟာတိတ်အရေးကြီးတဲ့ရွှေခွက်တစ်ခုကိုအန်ဝါကဆွဲဆောင်ရယူလိုက်တာလို့ဆိုနိုင်ပါတယ်။ဒါပေမဲ့အရင်နည်းကလည်းကြီးပါတယ်။ထရန့်ဟာဂိုင်တွေရခတ်တယ်လို့သူ့ရဲ့သဘောထားကလည်းမှန်ဖို့မလွယ်ပါဘူး။သူစိတ်နဲ့မတွေ့ရင်စကားကိုဒေရိုးတွေပြောတတ်တယ်ဆိုတာလူတိုင်းအသိပါ တကယ်လို့အာဆီယံညီလာခံမှာထရန့်ကအဖွဲ့ဝင်နိုင်ငံကောင်းဆောင်တွေကိုလေးစားမှုနဲ့ထောက်ခံလိုမှုတွေပြသခဲ့မယ်ဆိုရင်တော့အာဆီယံကောင်းဆောင်တွေလည်းကျင်းနှဲ့နှိမ့်သိမ့်မှုအဖြစ်နဲ့အိမ်ပြန်သွားကြပါလိမ့်မယ်။မလေးရှားလည်းဂုံတက်ပါလိမ့်မယ်။တခုခုအမှားယွင်းဖြစ်ခဲ့မယ်ဆိုရင်လည်းအရှေ့နိုင်ငံကမျက်နှာမရခြေထောက်ရဆိုတဲ့စကားပုံတို့အခြေအနေနဲ့ကြုံရနိုင်ပါတယ်။ဂျာဗိမေ NY ရဲ့ထရန့်ကြားမှာကောင်းမွန်တဲ့ပူးပေါင်းဆောင်ရွက်မှုတွေကတော့ရှိခဲ့ပြီးသားပါ။ အထင်ရှားဆုံးတစ်ခုကတော့ထိုင်းနဲ့ကမ္ဘောဒီးယားပြည်ပခန့်တွေကိုဖြည်ငိမ့်စေဖို့သူတို့နှစ်ယောက်ပူးပေါင်းပြီးစီစက်ပေးခဲ့ပါတယ်။မလေးရှားကိုတွားရောက်ဖို့ထရန့်ရဲ့ဆုံးဖြတ်ချက်မှာအဲ့ဒီအောင်မြင်မှုကလည်းတစိ့တစ်ပိုင်းပါဝင်ခဲ့လိမ့်မယ်လို့လည်းနိုင်ငံရေးလေလာသူတချို့ကယုံကြည်နေပါတယ်။ဖရန်ကအရှိတောင်အရှာနှစ်နိုင်ငံကြားအပြစ်ရက်သွားတဲ့အချိန်မှာအန်ဝါကအကောင်ဆုံးလုပ်ပြခဲ့သူလို့ကြီးကျူးခဲ့ပါတယ်။ဒါပေမဲ့အန်ဝါကိုယ်တိုင်ကတော့ဒီကိစ္စမှာခက်ရှူရှူပဲနေခဲ့ပြီးဖရန်ကိုပဲပို့ပြီးနာမည်ယူခွင့်ပေးခဲ့ပါတယ်။ ထိုင်းနဲ့ကမ္ဘောဒီးယားအဖြစ်ရပ်သွားပြီးမကြခင်မှာပဲအန်ဟွာကအာဆီယံညီလာခံတပ်ဖို့ထရန့်ကလာရောက်မဲ့အကြောင်းကြေညာခဲ့တာပါနိုင်ငံခြားရေးမူဝါဒတွေဆိုတာဟာနိုင်ငံအချင်းချင်းကြားကထိတွေ့မှုတွေတာမကပဲပုံကိုရေးဆက်ဆံမှုတွေနဲ့လည်းတက်ဆိုင်ပါတယ်အထူးသဖြင့်ထရန့်ရဲ့လုံနီးလုံဟန်တွေကပုံကိုရေးဆက်ဆံမှုကိုအများကြီးအရှိတီးပါတယ်အလွယ်ပြောရရင်သူနဲ့အဆင်ပြေတဲ့အခါအမေရိကန်နဲ့ဆက်ဆံရတာပိုပြီးလွယ်ကူပါတယ် 2019တုန်းကအာဆီယံနိုင်ငံတစ်ခုဖြစ်တဲ့ဖိလစ်ပိုင်ရဲ့ခေါင်းဆောင်ရိုဒရီဂိုဒူတာဒီကိုဖရန့်ကချီးကျူးခဲ့ပူပြီးသူတို့နှစ်ဦးကြောင်းမှခိုင်မာတဲ့ခင်မင်မှုမျိုးရှိနေတယ်လို့ပြောခဲ့ပူပါတယ်။အခုဒီချိန်မှာတော့အာဆီယံဒေသတွေမှာထရန့်အယုံကြည်ဆုံးမဟာမိတ်ဟာအန်ဟွာဖြစ်လာနိုင်ပါတယ်။မလေးရှားဘက်ကကြည့်ရင်တော့တကယ် heavy weight တန်စူပါပါဝါတွေဖြစ်တဲ့အမေရိကန်တရုတ်တို့ကိုအဆင်ပြေအောင်ဆက်ဆံရတာဟာတိမ်မွေပြီးအတင်းဆောင်မခံတဲ့ဂျိုးဒန်လန်ရှောက်မှုမျိုးဖြစ်ပါလိမ့်မယ်။ အကျိုးမြတ်ဆိုင်ရာပို့တိုင်မှုတွေအမျိုးမျိုးဖြစ်လာနိုင်တဲ့အခြေအနေမှာမလေးရှားဟာနှစ်ဖက်စလုံးကိုမျက်နှာမပြတ်အောင်ကင်ွယ်ရမှာပါ။အန်ဝါသွားမဲ့ဒီလန်ကတော့လုံခြုံရေးခုံသွဲရေးဒေတာတည်ငြိမ်ရေးကိစ္စတွေမှာအမေရိကန်နဲ့ပိုပူးပေါင်းပြီးတရုတ်နဲ့တော့စီးပွားရေးအရဆက်ဆံမှုတွေကိုတိုးမြင့်တာမျိုးဖြစ်လာနိုင်ပါတယ်။တစ်ဖက်မှာလည်းတောင်တရုတ်ပင်လယ်ရေပိုင်နဲ့အငင်းပွားမှုတွေနဲ့ပတ်သက်ပြီးတရုတ်ရဲ့ဩစာချေထွင်မှုကိုစန့်ကျင်ရပ်တည်တဲ့သဘောထားကိုဆက်ထိန်သိမ်းထားမှာဖြစ်ပါတယ်။အရာရာတိုင်းကိုအကောင်းမြင်ထားလို့လည်းမရပြန်ပါဘူး။ အာဆီယံထိပ်သီးညီလာခံတက်ရောက်ရင်အမေရိကန်နဲ့တရုတ်ကြားကတင်းမာမှုဟာပြေလျော့မသွားပဲပိုဆိုးသွားနိုင်တဲ့အနုလက္ခဏာဆန်ဆန်လာရမျိုးကိုလည်းအန်ဝါကကြိုတွေ့ထားရပါမယ်။ထွက်ပေါ်ခဲ့တဲ့သတင်းတွေအရထရန့်ဟာမလေးရှားမှအစည်းအဝေးတက်မဲ့အတော်အတွင်းထိုင်းကမ္ဘောဒီးယားစစ်ရေးပြည်ပခရက်စဲအောင်သူဦးဆောင်ကူညီခဲ့တဲ့အပေါ်အထူးတည်တဲ့အကွန်ပြူအခမ်းအနားတစ်ခုကျင်းပပြီးပို့အဲ့ဒီအခမ်းအနားစီတရုတ်ကိုယ်စားလှယ်တွေကိုမဖိတ်ကြဘူးမလေးရှားကိုတောင်းဆိုထားတယ်လို့သိရပါတယ်။ ဒီတော့မလေးရှားအနေနဲ့တနည်းအားဖြင့်အာဆီယံကိုကိုစားပြုတဲ့ဥက္ကဋ္ဌအနေနဲ့လုံရမဲ့ကိစ္စကထရန့်ကိုတိုင်းသူဟာဒီခီးစင်မှာအပြည့်အဝလေးစားခံခဲ့ရတဲ့ဆိုတာမျိုးခံစားသွားစေဖို့ပါဒါပေမဲ့အလွန်အကျွံမျက်နှာချိုးသွေးတဲ့အစ်စ်မရောက်အောင်မလေးရှားကပြန်ထိန်ကြီးရပါလိမ့်မယ်အာဆီယံနဲ့အမေရိကန်ကြားကကောင်းမွန်တဲ့ဆက်ဆံရေးဟာကုန်သွယ်မှုပူးပေါင်းဆောင်ရွက်မှုဒေတာညီကြမ်းမှုတန်တမာရေးတွေမှာအရေးပါတဲ့အားတစ်ခုဖြစ်လာစေပါလိမ့်မယ်။ တစ်ဖက်မှာလည်းစိန်ခေါ်မှုတွေနဲ့မရေမယာမှုတွေကတွဲခိုနေစေပါအာဆီယံဥက္ကဋ္ဌဖြစ်တဲ့မလေးရှားဟာစွန်စားရတဲ့အဲ့ဒီရွေးချယ်မှုကိုတရားအစီအစဉ်ချပြီးဟန်ချက်ညီအောင်ကင်တွယ်ရင်းတကယ့်အရေးချင်းပြေဝတဲ့တန်တမန်လှုပ်ရှားမှုတွေကဘာလဲဆိုတာကိုပြသသွားရမှာဖြစ်ပါတယ်ဆက်လက်ပြီးဒီဘောကိုဥတီနေတဲ့စစ်တပ်ကို TNL ပိတ်ဆို့တိုက်ခိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ် ရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲမြို့ကိုပြန်ထိန်းချုပ်ပြီးနောက်ဒီပေါ်မြို့စီဦးတီစစ်ကြောင်ထိုးနေတဲ့စစ်တပ်ဟာဂရေခေါ်ရွာကနေမချော်နိုင်သေးပဲတောင်းတက်မတော် TNL ကဖျက်တော့ပိတ်ဆို့တိုက်ခိုက်နေတယ်လို့သတင်းရရှိပါတယ်။ကြောင်မဲမြို့ကိုအော်တိုဘာတရက်ကထိန်းချုပ်ပြီးနောက်ပိုင်းစစ်ကောင်စီတပ်စစ်ကြောင်တပ်ချို့ဟာကြောင်မဲမြို့နယ်တဲကလွယ်ခေါ်ကြီးရွာကိုအော်တိုဘာ9ရက်ကလေးကရောက်လာပြီးတိုက်ပွဲတွေဖြစ်နေတာလို့သိရပါတယ်။ရွာနားမှာတိုက်ပွဲကစစ်တပ်ကလွယ်ခေါ်ကိုမချော်နိုင်လာလို့ကြောင်မဲထီတာကသတင်းရင်းမြစ်တအူကပြောပါတယ် ရခိုရွာဟာကြောင်မင်းမြို့နယ်ထဲမှာရှိပြီးဒီပေါ်မြို့နယ်ဆက်ဆက်နေပါတယ်။ဒေသခံအများစုဟာလာရှိုးမြို့ကိုတင်းရှောင်နေကြပြီးကိုကန်တက်မတော် MNDAA ထိန်းချုပ်ထားတဲ့လောက်ပိုင်းမြို့မှာလည်းသွားရောက်နေထိုင်သူတွေရှိနေပါတယ်။စစ်ကောင်စီတပ်ကလွယ်ခေါ်ရွာနဲ့အနီးပတ်ဝန်းကျင်နေရာတွေကိုလေကြောင်းကနေမကြာခဏတိုက်ခိုက်နေပါတယ်။မနေ့ကလည်းကြောင်မင်းမြို့နယ်တော့ဆန်ရွာနဲ့မိုင်းလုံမြို့ကိုလေကြောင်းကနေပုံကျဲခဲ့ပါတယ်။ကျွန်တော်တို့သိရတဲ့သတင်းတွေအရစစ်ကောင်စီကတီဘောကိုလာဖို့ကြိုးစားနေတာသူတို့စိတ်ထင်တဲ့နေရာတွေကိုလေကြောင်းကလည်းမကြာခဏပုံကျဲနေတော့ တော်ယုံတယုံနေလို့မကောင်းတော့ဘူးလို့တီဘောမျိုးကန်တအုပ်ကပြောပါတယ်။ကြောင်မင်းနဲ့တီဘောမျိုးနယ်ကကြေးရွာတချို့မှာ DNL တပ်ဖွဲ့ဝင်တွေရှိနေလို့လွတ်လွတ်လပ်လပ်ပုံကျဲဖို့စစ်ကောင်စီဘွာရဖြန့်ချီရေးသမားတွေကလူမှုခွင့်ရပ်ပေါ်မှာရေးသားလုံဆောင်နေကြပါတယ်။အရက်သားတွေရှိနေတဲ့လွဲခော်ရွာကိုအောက်တိုဘာ9ရက်ညနေမှာဝိုင်တွဲလျင်နဲ့ပုံအလုံး20ကျော်ကျဲလို့ဒေသခံအုပ်တည်ဆုံပြီး10ဦးထပ်မံတဲ့ဒဏ်ရာရရှိခဲ့ပါတယ်။ TNL ဟာ2023အောက်တိုဘာ28ရက်ကစတင်ခဲ့တဲ့2029စစ်စီရင်တဲ့အတူရှမ်းပြည်နယ်မြောက်ပိုင်းကကြောင်မဲမြို့ တီဘောနတ်ဆန်မိုင်းလုံးမိုးမိတ်မှန်တုံနံပါတ်2ကိုခိုင်နောင်ချိုနှန်ခမ်းမိုင်းကောမျိုးနဲ့မန္တလေးတိုင်းကမိုးကုတ်မျိုးတို့ကိုသိမ်းယူခဲ့တာပါ2025နှစ်လပိုင်းမှာစစ်ကောင်စီကပြန်ပြီးစစ်ကြောင်းထုတ်လို့ပြီးခဲ့တဲ့ဇူလိုင်လမှာနောင်ချိုမြို့ကိုလက်လွတ်ဆုံးရှုံးခဲ့ရပါတယ်။အော်တိုဘာလာဆန်းမှာကြောင်မဲမြို့ကိုလည်းထပ်မံလက်လွတ်လိုက်ရပြီးလက်ရှိမှာလည်းတီဘောမြို့ကိုဥတီနေတဲ့စစ်ကောင်စီတပ်စစ်ကြောင်းကိုခုခံတိုက်ခိုက်နေရပါတယ်။